ရှုပ်ထွေးချက်ညက်တဲ့မြို့ပြလမ်းတွေပေါ်မှာဆွမ်းဆောင်ရီကောင်းတဲ့ပြိမ့်မင်းဆန်ဆန်အော်တိုဆိုင်ကယ်ကိုပြောမှာဆိုရင် round 15မော်တဲ့ Yamaha NVA 155ဆိုင်ကယ်ကိုညွှန်ရပါလိမ့်မယ်။ဒါကြောင့်ဒီကနေ့မှာတော့ Motonic ရဲ့ဆိုင်ကယ်ချစ်သူမိတ်ဆွေတွေအတွက်အဲ့ဒီဆိုင်ကယ်အကြောင်းကို review လုပ်ပေးတော့ကြပါမယ်။အားလုံးမင်္ဂလာပါ။ကျွန်တော်ကြောကြောအောင်ပါ။ Motorbike Order တယောက်ဖြစ်ပါတယ်။ရောင်း25မော်တဲ့ Yamaha NVA 155ဆိုင်ကကရှီယောနောက်ပါဟန်ဂျင်ညီပြီးလပလွန်းတဲ့ဒီဇိုင်းကိုရကြီးတဲ့တာအရီကြောင့်ပြိမ့်မင်းအစံဆုံးအော်တိုဆိုင်ကယ်လို့ဆိုရမှာပါ standard နဲ့ AVSOB မျိုးစမ်းမျိုးနဲ့ထုတ်လုပ်ပေးထားတဲ့ Yamaha NVA 155 cycle မှာ engine power နဲ့စီစားတက်တာမှုကိုမျက်ခြေဖြစ်စေမဲ့ Yamaha ရဲ့ Go Bike နည်းပညာ Blue Go engine နည်းပညာတုံး 155cc engine ကိုတက်ဆင်ထုတ်လုပ်ပေးထားတယ် VV ရဲ့အရှိကောက်က variable valve duration လို့ခေါ်ပါတယ် ရမဆိုင်ကြီးထဲမှာဆိုရင် VVN ပညာက A1 ဖိုက်ဆိုင်ကနဲ့ NVH ဆိုင်ကတွေမှာပဲပါရှိတာတွေ့ရတယ်။ VVN ရဲ့လှုပ်ဆောင်ပုံကအင်ဂျင်ပတ်ရေးအပြင်ချုပ်တောင်ထိရောက်တာနဲ့စတင်အစ်ဝင်လာသလို Rocket အနယ်ခန့်ဖြတ်တွေကိုလင်းလင်းမြန်မြန်နဲ့တိတိကျကျလှုပ်ဆောင်ပေးနေတာပါ။အဓိကတော့အင်ဂျင်ပါဝါကိုပုံမအကောက်အောင်လှုပ်ဆောင်ပေးတဲ့စနစ်ဖြစ်ပါတယ်။ DSS စနစ်စနစ်ကိုမှ start and stop စနစ်ပါဝင်လို့မိဘိုင်းလူနေရာမျိုးတွေမှာဆိုင်ငယ်ရက်တန့်ကြီးချမြင့်ရင်အလူလျောက်စက်တက်ပေးတာကြောင့်စီစာတက်တာစီမှာပါ နောက်ဆက်၅မော်တဲ့ Yamaha NV 155ဆိုင်ကရဲ့စီတန်ကြီးက9တန်းမှ9လီတာဆန့်သလိုစီစာနှုန်းက1လီတာကို22မိုင်ကျော်မောင်းနှင်ဒေါ်လာတိုင်းပါပါစီတန်ကြီးအပြည့်နဲ့ဆိုရင်ဆိုင်ကလေးချင်းက125ကီလိုဂရမ်ရှိပါတယ်။ဆိုင်ကတိဆောက်ပုံကိုလေ့လာကြည့်ရင်တမနီကိုရဲနဲ့ဖော်စီတာပြီးတော့မြေပြင်ကင်းလွန့်အမြင့်က145မီလီမီတာရှိပါတယ်။ဘိန်းခွေတွေကိုတော့14လက်မှတ်ဘိန်းခွေတွေတက်ဆင်ပေးထားတယ်။ ထိုင်ကုံကတပင်းကြီးမဟုတ်ပဲနောက်ထိုင်ကုံကမြင့်တသွားတဲ့ပုံစံဖြစ်သလိုမောင်းနှင်တူရဲ့ထိုင်ကုံမြင့်က990မီလီမီတာမြင့်ပါတယ်။နောက်25မော်တဲ့ Yamaha NV 155ဆိုင်ကရဲ့အတိုက်ချစ်ထဲမှာထိုင်ကုံအောက်ကပစ္စည်းထည့်တဲ့နေရာကျယ်ဝင်းတာလဲပါတယ်။ ောက်က25လီတာစနစ်တွင်ဆိုင်ကယ်အုပ်ထုပ်အကြီးစားသလုံးချောင်းချောင်းကြီးကြီးထည့်လို့ရစေမှာပါ။ဆိုင်နင်းစနစ်ကရှေ့ဘိန်းတွင် telescope fog ကိုတုံးပေးထားသလိုနောက်ဘိန်းကစွန်းအန်းကိုတုံးပေးထားတယ်။ရှေ့ဘိန်းတွင် display နဲ့နောက်ဘိန်းတွင် drum brake ကိုတုံးပေးထားပြီးတော့ AVS version လည်းတည်တံ့ထွက်ရှိထားပါတယ်။ရှီမီကြီးနဲ့နောက်မီးတွေကို LED မီးတွေတုံးပေးထားသလိုတိုင်ခွက်ကတော့ digital တိုင်ခွက်ဖြစ်ပါတယ်။ရမဝိုင်းကွန်းနဲ့ application ကတစ်ဆင့် smartphone နဲ့ဆိုင်ကယ်ကိုချိန်ဆနိုင်ပြီးတော့ချိန်ဆထားမှုကိုတိုင်ခွက်မှာမြင်တွေ့နေရမှာပါ တိမ်မိတ်ဆန်နဲ့တွင်မြင်ဒီဇိုင်းနဲ့အင်ဂျင်ဆွမ်းဆောင်ရည်တွလင်းမှုတို့က95မော်ဒယ် Yamaha NV155 စံကေရဲ့အာတာဂျစ်လို့ဆိုရမှာပါ။စီနီယာကမဆက်ဆက်နိုင်တာနောက်ထိုင်ကုန်ကတက်တောင့်တက်တာမရှိတာတော့အာနယ်ဂျစ်လို့ပြောရမယ်။ ရောင်နေနဲ့ဆိုရင်အပြာရောင်ခဲရောင်မိခိုးရောင် စတဲ့ရောင်နေနဲ့ထွက်ရှိထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတွေမှာရော Yamaha NV 155ဆိုင်ကစီးဖူးတူတွေဘယ်သူတွေပါလဲပါတယ်ဆိုရင် Yamaha NV 155ဆိုင်ကရဲ့စီးနင်းရတဲ့အရာဒါကောင်းကျိုးဆိုးကျိုးဘယ်လိုရှိလဲဆိုတာခွန်မတ်မှာမှတ်ချက်ရေးပေးခဲ့ပါအောင်